အရင်စစ်စိုးရလက်ထက်ကလေးကတင်းစည်းထားတဲ့မိချောင်းကန်အပိုင်း1နှစ်3ကမြေယာတွေကိုအခုထက်တိုင်မိချောင်းကန်ကပြည်သူတွေကိုပြန်လည်ပေးရတာမရှိသလိုအရင်စိုးရကဘာမှဆောင်ရွက်ပေးတာမျိုးမရှိဘဲလိယူရှုခဲ့ကြပါဗျ။ဝင်းရှုံအနေနဲ့မြေယာစီစီရေးကော်မတီကလွှတ်တော်ကိုယ်စားလှယ်တွေကိုစစ်ဆေးပြီးသူတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့မြေယာရှက်လက်တွေသေးစိတ်လိုအပ်ချက်တွေကိုသိချင်သလိုဆက်လက်ဆောင်ရွက်သွားမယ်လို့အကြောင်းကြားခဲ့တဲ့အကြောင်းပါဝင်ဆွေးနွေးခဲ့တဲ့မိချောင်းကန်ပြည်သူတို့ကပြောပါရယ်။မြေယာစစ်ဆေးကော်မတီရရင်ပြီးတော့အခု ဟိုနိုင်ငံတော်တမရအဲဒေါက်တာဦးထင်းကျော်နိုင်ငံတော်အကြံပေးဒေါက်အောင်ဆန်းစုကြည်အခုလက်ရှိအဓိကကကျွန်တော်တို့ဒီရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ဦးဖြူမင်းတိန်စီကိုလည်းတို့ဆက်လက်ပြီးတော့ပြပို့ပြီးတော့အခုဒီနေ့လက်အကြံဉာဏ်တောက်ခံပါတယ်တဲ့အဝန်ကြီးချုပ်စီလမ်းတောင်းတဲ့ခါမှာဝန်ကြီးချုပ်ကလည်းဒေါက်တာတို့မြေစစ်ကော်မတီရရင်ပြီးတော့စစ်ဆေးပါတို့တော်ကိုယ်စီဥဆောင်တော့စစ်ပါစစ်ပြီးတဲ့ခါမှာတို့တွေအဒီရာနဲ့ပတ်သက်လို့အသေးစိတ်တွေအချက်လက်တွေတိကျပါတယ်ပြီးပြီးတော့ဆက်လက်ဆောင်ရွက်တင်တဲ့ဥစ္စာတွေကိုလည်းဆက်လက်ဆောင်ရွက်သွားပါမယ်လို့တို့လိုင်းပြီးတော့ပြောပါတယ်ဒီရောက်ကံမှာနေထိုင်တဲ့သူတွေက ဆန္ဒပြတောင်းခံတာမျိုးလုပ်ခဲ့ပေမဲ့စိုးရကဖမ်းယူထောင်ချတာမျိုးအာဏာသုံးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။အရင်စိုးရလက်ထက်ကပြည်သူတွေစီကသိမ်းယူထားတဲ့မိချောင်းခံမြေယာတွေကိုအခုအယက်သားစိုးရကဘယ်လိုဖြည့်ချင်းဆောင်ရွက်ပေးမလဲဘယ်လိုစီမံပေးမလဲဆိုတာနဲ့ပတ်သက်ပြီးမိချောင်းခံကပြည်သူတွေကစောင့်ကြည့်သွားမှာပါ။အရင်စိုးရကတော့လူတွေကိုအတော်နှိမ့်ဆက်ဒုက္ခပေးခဲ့ပြီးအခုစိုးရကလည်းအရင်စိုးရလိုမျိုးပြပြတတဖြည့်ချင်းပေးတာမျိုးမရှိပဲပြည်ပြင်းပြတ်သားမှုမရှိခဲ့ဘူးဆိုရင်မိချောင်းခံကပြည်သူတွေအနေနဲ့ ဆန္ဒပြဖို့အစဉ်သင့်ရှိတယ်လို့လက်ရှိမှာတော့စောင့်ကြည့်နေတယ်လို့ဦးညံကပြောပါတယ်။တို့ကအင်ကားလုံးမဲထက်ခဲ့တာ။သူနိုင်လို့ချိန်တော့တို့ဟိုဒီဟာဒီပါဒီပြန်ပြီးတော့ပြောမယ်ဆိုပြီးတော့လုပ်ခဲ့တာပဲ။အရင်ဆိုအားတော့လူတွေကိုတော်တော်ကိုနှိပ်စက်ဒုက္ခပေးခဲ့တယ်။သူတို့ကိုစောင့်ကြည့်နေသူတို့ကအရင်ဆိုအားလို့မပြည့်ပြဲတော့ဆန္ဒပြဖို့ကအစဉ်သင့်လုပ်ကြတယ်။ဒီကြောင့်ကပြည်သူတွေကမြေယာစီစီကော်မတီကနေနိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းစီကိုပါဒီကိစ္စကိုဆက်လက်ပြီးဖြေရှင်းပေးဖို့အကြံဉာဏ်တောင်းခဲ့ကြပါရယ်။